ချိန်ကမြန်မာနိုင်ငံတမိုင်းမှာအင်အားကြီးမားခဲ့တဲ့မွန်တိုင်းပြည်ဟာအာဏာရင်ကျင်းမှုစစ်ပွဲတွေနဲ့တမိုင်းကိုပုံပေါ်ခဲ့ပါတယ်။အခြားတိုင်းပြည်ကြီးတွေလိုပဲရန်သူတွေထူးထောင်မှုတွေနဲ့ပြည်တွင်းချင်းကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါအတော့မွန်တိုင်းပြည်ထွန်းကားလာချင်းပြည်တွင်းချင်းနဲ့အထင်ကာရစစ်ပွဲတွေကြောင်းဖြစ်ပါတယ်။မွန်လူမျိုးတွေဟာအရှိတောင်အာရှမှာ ပမာဆုံးတော်လူဖွဲ့စည်းသူတွေမှဖြစ်ပြီးကုရစုကလေးကမြန်မာနိုင်ငံအောက်ပိုင်းမှာအခြေချနေထိုင်ခဲ့ကြပါတယ်။ဘုရားဘာသာယဉ်ကျေးမှုနဲ့ဂုံတွေရေးအတွက်ပထမမြို့ကိုတည်ဆောင်ခဲ့ကြပါတယ်။သတုံရစုမှာပုဂိုးမြို့ကိုဟိုပြုပြီးဟန်တာဝတီလို့ခေါ်တဲ့မွန်တိုင်းပြည်တစ်ခု ပေါ်ထွန်းလာခဲ့ပါတယ်။ပြီးအိန္ဒိယတရုတ်တင်းကာလုံကိုဆက်သွယ်ပြီးတဲ့ဂုံတွေရေးကြောင့်မွန်လူမျိုးတွေဟာအင်အားကြီးမာလာခဲ့ပြီးဩဇာတော်မှုလာခဲ့ပါတယ်။ ဒါပေမဲ့အင်အားကြီးလာခြင်းကရန်သူကိုဆွဲဆောင်စေပါတယ်။မကြာခင်ကပဲရန်သူကတကားလာခောက်နေပါပြီ။1059ခုနှစ်မှာတော့နော်ဝင်တာမင်းကြီးအုပ်ဆိုးတဲ့ဘဂိုင်းပါယာတထုံကိုပြိမှတ်ထားခဲ့ပါတယ်။မြမင်းမနူဟာပဂံတို့ပုဒ္ဓဘာသာကျမ်းစာတွေပြီးဖို့ဖို့ငင်းဆောင်ခဲ့တာကြောင့်အနော်ဝင်တာကတထုံကိုအလုံးအင်းကျူးကျော်ဖို့အခွင့်ကြုံခဲ့ပါတယ်။ မွန်တိုင်းပြည်ကြဆုံးခဲ့ပြီးမရင်နုမနူဟာကိုဖမ်းဆီးခဲ့ပါတယ်။မွန်ပညာရှင်တွေနဲ့လက်မှုပညာတဲ့များစွာကိုပကံတို့အတင်းအဓမ္မဆွေပြောင်းခဲ့ပြီးဗမာရင်ချင်းမှုကိုထာဝရလွန်မိုးစေခဲ့ပါတယ်။ဒါမဲ့လူမျိုးလူမျိုးတို့ကထာဝရမရှုံးနိုင်ခဲ့ပါဘူး။ဇလိယစုမဟာတဝတီမွန်တိုင်းပြည်ပြန်လည်ထုံးကားလာခဲ့ပြီးမြန်မာနိုင်ငံမှာအချမ်းသာဆုံးတိုင်းပြည်ဖြစ်လာခဲ့ပါတယ်။ရဇာတိရဲ့ဘင်းလက်ထက်မှာ အင်အားကြီးအီဝါဘရင်နိုင်ငံကိုခုခံတိုက်ခိုက်ခဲ့ပါတယ်။ဆယ်စုနှစ်များစွာဟန်တာဝတီနဲ့အင်ဝါမြန်မာနိုင်ငံကိုထိန်းချုပ်ဖို့တိုက်ခိုက်ခဲ့ကြပါတယ်။ဒီတိုက်အင်အားတိုက်စင်တွေနဲ့ဒီဒီဖြစ်နေပြီးတော့တုံ့ပြုပြီးရာဇာတိရကအတိုင်းပြည်ကိုအောင်မြင်စွာကာကွယ်ခဲ့ပါတယ်။ဒါပေမဲ့16ရာစုအတွင်းပူအင်အားကြီးတဲ့တောင်ငုံမင်းဆက်ပေါ်ထွန်းလာခဲ့ပါတယ်။တပင်းဆွေတီဘရင်နဲ့ထက်တောင်ငုံတပ်တွေဟာ 1539ခုနှစ်မှာမွန်တမ်းပီကိုအပြိ့ကကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ပြင်းထန်စွာတိုက်ခိုက်ခံခဲ့ရပြီး1539ခုနှစ်မှာဟန်တာဝတီကျဆုံးခဲ့ပါတယ်။တပင်ဆွေတီရဲ့စက္ကန်တူဘိန်းတော်အားမွန်နယ်မြေတွေကိုတောင်ဝင်းပါရအတင်းတို့တူတွင်းခဲ့ပါတယ်။ဒါပေမဲ့မွန်လူမျိုးမပြီးဆုံးသေးပါဘူး။တောင်ခရလူးဆယ်ပြည်နှင့်မလူမျိုးတွေဟာနောက်ဆုံးပုံကံမှုကိုစတင်ခဲ့ပြီးဟန်နော်ဒီကိုတောင်လက် အောက်ဝါးလေးပြန်လည်ရယူခဲ့တယ်။လူလက်ရည်ကိုတင်ညာခဲ့ပေမဲ့ရင်ဆိုင်ရမယ့်ရန်သူကအလောင်းဖရာဥအောင်ဆောင်ဥဆောင်တဲ့ကုန်းပေါင်းမျိုးဆက်ဖြစ်လာခဲ့တာပါ။စစ်ပွဲစကူနေကြာမီခဲ့ပေမဲ့ထောင်းခွေငါးစကူနေကုန်းမှာတော့အလောင်းဖရာတပုံတပ်တွေကပုံကံကိုချိန်မုံခဲ့ပါတယ်။လူမျိုးထောင်ပေါင်းများစွာကိုတပ်ဖြတ်ခဲ့ပြီးအထုကထိုင်းနိုင်ငံသို့ထွက်ပြေးခဲ့ကြပါသည်။မွန်တိုင်းပြည်ရဲ့အဆုံးတက်ဖြစ်လာခဲ့ပါပြီ။တိုင်းပြည်ပြုံးသွားပေမဲ့ယနေ့တိုင်ရှင်းတာနေဆက်ဖြစ်ပါသည်။ သူတို့ရဲ့ဩဇာလုံးမှုဟာမြန်မာနိုင်ငံရဲ့ဗုဒ္ဓဘာသာပြည်သူ့ကလေးရာနဲ့ဘာသာစကားကိုပုံခဲပါခဲ့ပါတယ်။အဲ့ဒီမျိုးမျိုးတွေရဲ့ခမာဆိုတည်ရှိနေစေပါ။မွန်တိုင်းမျိုးပြောက်ကိုတွားခဲ့ပေမဲ့သူတို့ရဲ့အင်အားခုခံတူလာမှုနဲ့အစင်တန်ရဲ့တီခုကုန်ကလန်းကတော့ယနေ့တိုင်းမျိုးလူတွေတဲ့ကိုယ်ဆိုဆရာပါ။ပြောက်ကိုတွားတဲ့မွန်အင်ပါရာအကြောင်းကိုသင်ပြလို့ထင်ပါတယ်လေ။ကွန်မန့်မှာမှတ်ချက်ပေးခဲ့ပါ။အားလုံးကြိုတင်ပါတယ်။